တယ်ပေါ့ဒါနဲ့ဘာသာမဲ့ဆိုတာဘာခေါ်တာတုံးလို့မေးကြည့်တော့ဘာသာမဲ့ဆိုတာတို့အမှတ်ပုံတင်တို့လူပေါ့ကအိမ်တော်စုဇေယားတို့လူပေါ့နော်အလုံးအကန်ရှောက်တဲ့အခါမှာဟိုဇေယားကွက်လေးတွေဖြည့်တဲ့အခါမှာအဲ့ဒီမှာကိုကွယ်သည်ဘာသာဆိုတဲ့အကွက်ကလေးပါတယ်လေအဲ့တော့ငါတို့ကဗုဒ္ဓဘာသာလို့ဖြည့်လိုက်တာပေါ့နော်သူတို့ကြတော့အဲ့ဒီဘာဘာသာရဲ့လို့အမည်မခံညင်ညာဘူးသူတို့ကနော်ဗုဒ္ဓဘာသာလို့လည်းမြင်မခံခြင်းဘူးခရိယာလို့လည်းမြင်မခံခြင်းဘူးအစ္စလာမ်လို့လည်းမြင်မခံခြင်းတဲ့ခါကြတော့ ဘာဘာကွက်မှမဖြေဘဲနဲ့ထားလိုက်တာအဲ့ဒီနေရာမှာအဲ့ဒါဘာသာမဲ့ပေါ့နော်အဲ့ဒီကနေပြီးတော့တခါငါဦးစင်တပါဘုံကြီးတပါပေါ့နော်သူကအဲ့ဒီနိုင်ငံခြားနိုင်ငံတကာတွေရှောက်လှည့်ပြီးတော့သူအတွေ့အကြုံတွေသူပြောပြတာပေါ့နော်သူပြောပြတာကတော့အဲ့ဒီဥရောပမြောက်ပိုင်းနိုင်ငံလေးတွေသူရောက်သွားတယ်တဲ့သူသူပြောတာတော့ Sweden တို့ Norway တို့ Switzerland တို့မြောက်အိုင်းယာလန်တို့ ဖင်လန်လို့ဆိုတဲ့အဲ့ဒီနိုင်ငံတွေပေါ့နော်နိုင်ငံငယ်လေးတွေပါပဲဖွန်လဲဖွန်ဖြိုးပြီးနိုင်ငံလေးတွေသူတို့ကအဲ့ဒီနိုင်ငံလေးတွေမှာဆိုရင်တဲ့ဘာသာမဲက80ရာခိုင်နှုန်းတော့ကျော်တယ်တဲ့85ရာခိုင်နှုန်းတော့ရှိတယ်ဘာသာမဲလူဦးရေနော်တိုင်းပြည်လူဦးရေဘာသာမဲတွေရှိတယ်တဲ့ဒါပေမဲ့လို့တဲ့အဲ့ဒီနိုင်ငံလေးတွေကစီးပွားရေးလည်းကောင်းတယ် စီးပွားရေးကောင်းတဲ့အတွက်စာမတတ်တဲ့သူလည်းမရှိဘူးအကုန်လုံးစာတတ်တဲ့ပညာတတ်တဲ့ကြီးလည်းရှိတယ်မှုမှုကင်းနေတယ်ရာဇဝတ်မှုကင်းเนาะရာဇဝတ်မှုကင်းအ ਨੇ ပါဆုံးနိုင်ငံလေးတွေเนาะပြီးတော့အလှအတန်းအများဆုံးတဲ့ကမ္ဘာမှာเนาะသူကနိုင်ငံလေးတွေကစီးပွားဖြစ်တဲ့ခါကျတော့ဆင်းရဲတဲ့နိုင်ငံလေးတွေကိုလိုက်လှူကြတာသူတို့ကဟိုငါတို့လိုနာမည်မခံဘူးနာမည်မခံမဲနဲ့လှူတာဖြစ်တဲ့အတွက်မသိရဘူး စည်ရင်ကောက်ကြည့်မှသိတာကမ္ဘာမှာအလှအတန်းအများဆုံးထဲမှာအဲ့ဒီနိုင်ငံကအဲ့ဒီဆွီဒင်တို့ဆိုတဲ့နိုင်ငံလေးတွေပါတယ်အလှတန်းတော့ဒီအမေရိကန်လိုတဲ့တောင်မှသူကများတယ်သူတို့နိုင်ငံရဲ့အချိုးနဲ့ကိုက်မယ်ဆိုရင်တော့အများကြီးအလှတန်းလည်းလုပ်တယ်မှုကင်းလည်းပဲရာဇဝတ်မှုကင်းကလည်းပဲမရှိသလောက်ကိုရှားတယ်တဲ့သူတို့စီမှာနော်အဲ့လောက်ရှိအောင်ရှားတယ်အဲ့ဒါလေးတွေသိရတယ်အခုတရုတ်ပြည်သွားတော့လည်းပဲအဲ့ဒီတိုင်းပဲ တရုတ်ပြည်မှာလည်းမှုကင်းတွေရှိနေတယ်မှုကင်းအဖြစ်နေတယ်စီကံထိန်းသိမ်းကိုကောင်းတယ်ပြီးတော့မြို့တွေကြည်ရင်လည်းပဲတန်ရှင်းตายာပြီးတော့လှပနေတာများတယ်ဟိုညစ်ညစ်ပတ်သိမ်းမတွေ့ရအဲ့တော့စဉ်းစားကြည့်ရမှာပေါ့ဘာသာမဲဟာကြောက်เสียအရာလားလို့စဉ်းစားမှာပေါ့နော်ဘာသာမဲတွေများလာရင်ကြောက်ရမှာလားဆိုတော့သူတို့ကိုကြည့်လိုက်တဲ့အခါကျသူကသားတယ် ကြောက်ရမယ့်အရာမဟုတ်ဘူးเนาะအဲ့ဒါနဲ့ငါကပြောတာပေါ့เนาะဘာသာမဲ့တာကကြောက်เสียမလို့ဘူးလို့ဓမ္မမဲ့တာပဲကြောက်เสียကောင်းတယ်လို့เนาะဘာသာမဲ့နဲ့ဓမ္မမဲ့တာသူတို့ကဘာသာတွေမဲ့တာဓမ္မမမဲ့ဘူးเนาะဓမ္မမမဲ့ဘူးဓမ္မဆိုတာလူတယောက်လိုက်နာကြရမယ့်ကျင့်ဝတ်စီမင်းစည်းကမ်းတွေကိုဓမ္မလို့ခေါ်တာလေเนาะဓမ္မပဲ ိုဒုစာပေမှာဒုစီရိုက်တို့သူစီရိုက်တို့ဆိုတာတွေဟိုပါဠိလိုပြောနေရောဥစာကြီးကိုဒုစီရိုက်ဆိုတာမကောင်းတဲ့ဟာတွေကိုပြောတာလေသူစီရိုက်ဆိုတာကောင်းတာတွေပြောတာလေအဲမကောင်းတဲ့ဟာကဒါမကောင်းတဲ့ဓမ္မမကောင်းတာကကောင်းတဲ့ဓမ္မမကောင်းတဲ့ဓမ္မမလုံးနဲ့မကောင်းတဲ့ဓမ္မလုံးလို့ရှိရင်ဒါဓမ္မရှိတာပေါ့နော်ဓမ္မပဲလေအဲ့တော့သူတို့ဘာသာမဲ့ပြီမလို့ရာဇဝဲမှုခင်းနေနေတယ်ငွေကြေးဖောင်းပွားမှုလည်းပဲမရှိဘူး စီးပွားလည်းပဲဖြစ်တယ်လူတွေအားလုံးကလည်းပဲသရဗေဒပညာရတ်တွေကများတယ်ဆိုတော့ဒါကြည့်လိုက်လို့ရှင်တို့ကဓမ္မမမဲ့ဘူးဟိုဘာသာရမဲ့တာဓမ္မမမဲ့ဘူးနော်ဓမ္မမမဲ့လို့အဲ့ဒါဖြစ်တာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့950ဇတ်တော်တွေထဲမှာဓမ္မပါလာဆိုတဲ့ဇတ်တစ်ခုရှိတယ်အဲ့ဒီဓမ္မပါလာဇတ်ဟာဒါတဘာသာမဲ့ပဲဒါပေမဲ့ဓမ္မမမဲ့ သူအဖြစ်ပုံကဒီလိုလေဓမ္မပါလာရွာကြီးကငငယ်ရွယ်ရွယ်နဲ့တည်တဲ့သူရဲ့လို့မရှိဘူးတဲ့เนาะကြီးမှပဲအိုးတည်တဲ့သူပဲရှိတယ်တဲ့เนาะယောဂဖြစ်ပြီးတော့တည်တာလည်းမရှိဘူးတဲ့တယောက်နဲ့တယောက်တတ်လို့ဖြတ်လို့တည်တာလည်းမရှိဘူးလူငငယ်လေးတွေဘယ်တော့မှမတည်ဘူးတဲ့အဲ့ဒီရွာကကလေးတယောက်ကတက္ကသိုလ်ပြည်ကိုသွားပြီးတော့စာသင်တာစာသင်ရင်းနဲ့ဟိုမှာအဲ့ဒီတက္ကသိုလ်ပြည်မှာသူနဲ့စာသင်ပဲတငယ်တငယ်ချင်းတွေပေါ့လေကျောင်းနေပဲတွေတဲ့က ကျောင်းသားတယောက်ကဆုံးတာဆုံးတော့သူအားအသင့်နေတာလေဟာဘာလို့သေးတာတော့ဟာဒီရွယ်မသေးရဘူးလေဘာလို့သေးရတာတော့ဒီရွယ်လေးနဲ့သေးတယ်ဆိုတော့ဘေးကကျောင်းသားတွေကဘာပြစ်တော့ဘယ်ရွယ်ပြစ်သေးတာပေါ့မင်းကထူးဆန်းလို့လို့ဘာညာတယ်ဘေးကပြောကြတာပေါ့သူ့ကိုအာမဟုတ်ဘူးဒါမသေးရဘူးသူအတင်းကြီးနေတာလေအတင်းကြီးနေတဲ့ခါကျတော့အဲ့ဒီဒိသပမောကဆရာကြီးကသတိထားမိတယ်ဒီကလေးဟာဒီလောက် ဟိုအကြောက်အကံညင်းနေတာကိုထောက်ရင်တော့သူငငယ်ရွယ်ရွယ်နဲ့သေးတာကို तू မမြင်ဘူးသေးဘူးခုမှမြင်ဘူးလို့ तू အထူးဆန်းဖြစ်နေတာအဲ့တော့ငါစုံစမ်းကြည့်မယ်ဆိုပြီးတော့စုံစမ်းကြည့်တဲ့ခါကျတော့ကလေးကိုခေါ်မိတာပေါ့မင်းမင်းတို့ရွာမှာကိုအဲ့ဒီလိုသေးတာမရှိဘူးလားဆိုတော့မရှိဘူးကြားတော့မကြားဘူးလားမကြားဘူးဒီလိုငငယ်ရွယ်ရွယ်နဲ့ကြားလည်းမကြားဘူးလို့ပြောတယ်ဒါနဲ့အဲ့ဒီကလေးပြောပုံပြောနေရလဲပဲဒါမှန်မှန်ကန်ကန်ပြောတဲ့ပုံပေါက်တော့မယုံတာနဲ့ ဆရာကြီးကသူမသိအောင်တက်တက်ကလေးသူ့ရွာဘက်ကိုထွက်လာပြီးတော့စုံစမ်းကြည့်တာစုံစမ်းပုံလေးကဘယ်လိုစုံစမ်းတာတော့ဆိုတော့အဲ့ဒီကလေးရဲ့မိဘတွေအိမ်ကိုမေးပြီးတော့သူကသွားလာသွားတော့ရတွေ့တာတွေ့တော့ခမရတို့အဲ့ဒီနာမည်နဲ့အဲ့ဒီကလေးနဲ့တက္ကသိုလ်ပြည်မှာစာသင်ပုတ်ထားတာရှိသလားခမရတို့သာရှိတယ်အဲဗျာအဲ့ဒီလိုဆိုလို့ရှိရင်ကျုပ်ကခမရတို့ကိုလာပြီးတော့အကြောင်းကြားတာပါအဲ့ဒီတက္ကသိုလ်ကလာတာပါ တခြားတော့မဟုတ်ပါဘူးခင်ဗျားတို့ကလေးလေးဟိုမှာယောဂဖြစ်ပြီးတော့ဆုံးသွားလို့လာပြောတာပါဆိုပြီးတော့တတိဟိုတရားကြီးကလိန်ပြောတာဟိုကလူတရားဝိုင်းကြီးကြတာလည်းအဲ့လိုပြောတော့သူတို့သားလေးဆုံးတယ်ဆိုတော့ဘယ်လိုလုပ်သေးရမှာတော့ဒီအယူမသေးရဘူးမသေးဘူးမဟုတ်ဘူးဆုံးတာအားမယုံဘူးခင်ဗျားပြောလည်းမယုံဘူးတရားလုံးကမယုံဘူးသူပြောတဲ့စကားကိုဒီကလေးလေးချုံးတယ်လို့ပြောတာဒါနဲ့ तू ကလမ်းကနေပြီးတော့အယိုးလေးပေါ့ တိရစ္ဆာန်အယိုလေးကိုကောက်သွားတာဒီမဲခမရတို့သားအယိုလေးကျိုးတော့ယူလာခဲ့သေးတယ်လို့ပြတာခမရပြဘာပြပြမယူဘူးလို့ဆိုတရွာလုံးကလက်မခံဘူးလက်မခံတာနဲ့လိုက်ဆုံငါလိုက်တဲ့ကကြောဟုတ်တယ်ရွာထဲကတရွာလုံးကဘသူအမှငငငရရွယ်နဲ့သေးတယ်ဆိုတာသူတို့ရွာမှာမရှိတဲ့ခါကျတော့မယုံဒါနဲ့သူကမေးတာပေါ့ခမရတို့ရွာဘာလို့ဒီလိုငငရရွယ်နဲ့သေးတဲ့သူမရှိတာလို့မေးတဲ့ခါကျတော့မတို့ရွာကလူတွေကအဲ့ဒီလို့ ဟုတ်လားသူများအသက်တတ်တာတွေလည်းမလုပ်ဘူးသူများဥစ္စာခိုးတာဆိုတာလည်းမလုပ်ဘူးသူများသမီးရဲ့အဖြစ်အစီးတွေဆိုတာလည်းမလုပ်ဘူးတယောက်နဲ့တယောက်လိန်ညာပြောတာလည်းမလုပ်ဘူးတယောက်နဲ့တယောက်နိုင်တဲ့ကြီးငယ်ဟုတ်လားနှိမ့်ဆက်ညှိမ့်ပန်းနေဆိုတာလည်းငရုစီမှာမရှိဘူးအရဲမူရတေစာပေါက်စားတဲ့ဆိုတာလည်းမရှိဘူးလောင်းစားလည်းမရှိဘူးလို့သူကပြောပြတယ်ပြောပြတော့မှအဲ့ဒါဆရာကြီးကစဉ်းစားတာဒါဆိုရင်တော့ဟုတ်နိုင်လောက်တယ်ဒီရွာဟိုတရားရှိတဲ့ရွာတရားစောင့်တဲ့ရွာပဲ တရားဆောင်တဲ့အတွက်တရားကသူတို့ကို ပြန်ဆောင်ပြီးတော့သူတို့ဟာငငယ်ရွယ်ရွယ်နဲ့သိတဲ့သူမရှိ ဖြစ်တာပဲလို့ဆရာကြီးကတပည့်သူဆရာကြီးကကောက်ချက်ချလိုက်ဒီဒီဇာလန်းလေးဒါလား950တဲမှာလာတဲ့ဇာလန်းပေါ့နော်အဲ့ဒီဇာလန်းလေးကိုကြည့်လိုက်လို့ရှင်အဲ့ဒီအချိန်ကဒါဖျားမရှိဘူးနော်ဖျားလောင်းဘဝကဖြစ်ပြခဲ့တဲ့ဟာကိုပြန်ပြောပြတာဟုတ်နော်ဖျားမရှိသေးတဲ့အတွက်ဒါသူဘာသာမတီတီဟွာကသူတို့တရားဆောင်နေဆိုတာဘာသာရေးအရာဆောင်တာမဟုတ်ဘူး သူတို့ရဲ့ကျင့်ဝတ်ဓလေထုံးစံအရာရှေးရှေးဘိုးဘွားတွေကနေပြီးတော့ချပေးခဲ့တဲ့လမ်းစဉ်ရှိတယ်။ရှိတဲ့ကဲနောက်လူတွေကနေအဲ့ဒီလမ်းစဉ်အတိုင်းလိုက်ပြီးတော့ဟောလာသူများတဲ့တချမ်းလည်းမလို့သူများဥစ္စာခိုးခြင်းလည်းမလို့လိန်ညာခြင်းလည်းမလို့တည်ရည်တည်ရည်လည်းမတော့တရားတော်တရားညှိမနှိမ့်ဆက်တယ်ဆိုတာလည်းမလို့တဲ့အခါကျတော့တရားကပြန်ဆောင်တဲ့အတွက်သူတို့ဟာအသက်ရှိပြီးတော့ ఓ တီတီအောင်နေရတယ်ဇက်ကအဲ့ဒီလိုလေးပြအဲ့တော့ပြတော့အဲ့ဒါဈေးကိုကြည့်ပြီးတော့မှဩ ဘာသာမဲ့တာကဟိုကြောက်เสียမလို့ဓမ္မမဲ့တာတာကြောက်เสียဓမ္မမဲ့ရင်တော့လူတွေဆင်းရဲဒုက္ခရောက်မယ်ပေါ့ဓမ္မမမဲ့ဘူးဆိုရင် လူတွေချမ်းသာတယ်ဆိုတာဒီဓမ္မဘာလာဇတ်ကလည်းပဲပြတယ်နော်တို့950ဇတ်မှာလေဓမ္မဘာလာဇတ်ကလည်းပြတယ်အခုလက်တွေ့အားဖြင့်ခေါင်းကပြောတယ်ဥရောပမြောက်ပိုင်းကနိုင်ငံလေးတွေကလည်းပဲပြတယ် ူတို့ဘာသာမဲ့ရခုနသက်ရခိုင်နှုံးရှိတယ်တဲ့ဒါပဲလို့ရာဇဝဲမှုနဲ့ပါတယ်တဲ့ငွေကြီးဖောင်းပွားမှုလည်းနဲ့ပါတယ်ပညာတာလည်းပဲမြားတယ်စာမတက်တဲ့သူမရှိသလောက်ပဲတဲ့เนาะငွေကြီးရလည်းပဲခိုင်ပါတယ်စီးပွားလည်းဖြစ်တယ်ဆိုတော့ရာဇဝဲမှုလည်းနဲ့ပါတယ်တဲ့အလူအတန်းလည်းရရောတယ်ဆိုတော့ဒါကိုကြည့်လို့ရှိရင်ဘာသာမဲ့တာကကြောက်စရာမလိုဘူးဓမ္မမဲ့တာဓမ္မမဲ့မှလူတွေဆင်းရဲဒုက္ခရောက်တာ ဘာသာမဲ့ယုံနဲ့ဆင်းရဲဒုက္ခမရောက်ဘူးဆိုတာဒါတက်တည်ခိုင်လာခိုင်လုံးနေနော်ခိုင်လုံးနေဘာသာမဲ့ယုံနဲ့ကတော့ငါတို့တိုင်းပြည်လည်းပဲဘာလို့မှမကြနိုင်ဘူးဆင်းရဲဒုက္ခလည်းမရောက်နိုင်ဘူးဟုတ်တယ်မလားဓမ္မမဲ့ရင်တော့တိုင်းပြည်လည်းဒုက္ခရောက်မှာပဲလူတွေလည်းဆင်းရဲဒုက္ခရောက်မှာပဲအဲ့ဒီမှာကကြည့်ပြီးတော့အဲ့ဒီခုငါဖတ်တဲ့စောင်းပါပေါ့စာအုပ်ထဲမှာတော့သူကဘလို့ရေးထားတယ်ဆိုတော့ဘာသာထုံးဘာသာမဲ့တဲ့နိုင်ငံတွေမှာတဲ့အဆုံးရောက်ဆိုတာမရှိဘူးတဲ့ ဘာသာအားကောင်းတဲ့နိုင်ငံတွေမှာပဲအဆုံးရောက်ရှိတယ်တဲ့။ဒါတော့အဲ့လိုကြီးတာ။ဟိုနေကုန်းချုပ်တော့အဲ့လိုချုပ်တာလား။ဟုတ်တယ်နော်။